မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးဆိုပါရယ်ကျွန်တော်ကိုခိုင်းပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပရမတ်ဆုံးဆွေးနွေးချင်တာကတော့အာစနယ်အသင်းပရိသတ်တွေအတွက်ရင်ခုန်စရာကောင်းတဲ့ဘန်ဂျမင်ရှက်ရှ်ကိုရဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။မနေ့ကတည်းကအာစနယ်ဒီဘန်ဂျမင်ရှက်ရှ်ကိုခေါ်ယူဖို့အတွက်ဆွေးနွေးနေပြီဆိုတဲ့ သတင်းဖော်ပြချက်တော်တော်များများကိုသိရှိပြီးဖြစ်ပါလိမ့်မယ်။ဒီနေ့မှာတော့ Sky Sport Germany ရဲ့ဖော်ပြချက်ကိုဆက်လက်ကိုးကားဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ Arsenal အသင်းဟာ RB Leipzig ရဲ့တိုက်စစ်မှု Benjamin Sesko ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေစတင်ခဲ့ပြီးတော့ဒီကစားသမားအတွက်စာချုပ်ဖြတ်သိမ်းခြင်း Euro 80 ပေါင်69တသမ၄တန်းကိုဘယ်သို့ဘယ်ပုံပေးချေရမလဲဆိုတဲ့အပိုင်းကိုဆွေးနွေးနေပြီလို့သိရပါတယ်ခင်ဗျ။ဆိုတော့အာအီးနေနဲ့ခေါ်ယူစရာတိုက်စစ်မှု၂ယောက်တနည်းအားဖြင့်အာစနယ်အသင်းနဲ့နီးစပ်ခဲ့တဲ့တိုက်စစ်မှု၂ယောက်ထဲက၁ယောက်ကို ဦးစားပေးအနေနဲ့ရွေးချယ်လိုက်ရတယ်လို့ကျွန်တော်ယူဆတယ်ပထမတစ်ယောက်ကဘန်ဂျမင်းရှက်ရှ်ကိုနောက်ထပ်တစ်ယောက်ကဗစ်ဒက်ယော့ဂီယက်နှစ်ယောက်လုံးကတိုက်စစ်မှုကောင်းတွေဖြစ်ပါတယ်ဒါပေမဲ့လည်းပလီင်းစတိုင်ချင်းအနေငယ်ကွာတယ်လို့အသင်းကိုအကျိုးပြုပုံချင်းရလဲမတူဘူးနှစ်ယောက်လုံးကတော့တိုက်စစ်မှုကောင်းတွေကြီးပဲဂိုးသွင်းကောင်းတဲ့သူတွေအသင်းကိုအကျိုးပြုတဲ့သူတွေပဲသို့တော့ အသင်းကချမှတ်ထားတဲ့ viewer ဘိုင်းနဲ့နီးပြရဲ့စိတ်ကြိုက် viewer အခင်းချင်းမှာကိုက်ညီမဲ့ကစားသမားတစ်ယောက်ကိုရွေးချယ်မှုပြုလုပ်လိုက်တယ်လို့တော့တတိချကျွန်တော်မှတ်ယူလို့ရတယ်။ဒါသေးကြတယ်ဗျာ။ဘာကြောင့်လဲ။ကို့အသင်းကဒီလို viewer ဘိုင်းနဲ့ကစားတဲ့ဆိုကာမှဒီ viewer ဘိုင်းမှာလိုက်ပါစီးမျောဖို့တိတ်အဆင်မပြေတဲ့ကစားသမားကိုခေါ်လိုက်ရင် နောက်ဆက်တွဲအကျိုးရလဒ်တွေပေါ်ထွက်လာနိုင်တယ်။ဘာကြောင့်လဲ။ဒီကစားသမားရဲ့ playing style တိုင်း viewer ကလိုက်ပြောင်းလဲပြီးတော့ကစားရအောင်။ Arsenal အသင်းတွေပြီးခဲ့တဲ့ရာသီတုန်းကအမြင်ပေါ် ောတွေကိုအားကိုးပြီးကစားခဲ့တယ်တကယ်တမ်းလဲဒီအမြင့်ဘောတွေရနေအခွင့်အရေးတွေနော်ဒါမှမဟုတ်လေအနိုင်သုံးမှတ်တယ် အနိုင်ရလက်တည်အများကြီးရရှိခဲ့တယ်အဲ့တော့အာကြီးရဲ့နီးပြအတေးတာကလည်းဒီပုံစံတစ်ခုတည်းကစားတက်တာတော့မဟုတ်ဘူးဘရုအာစနယ်ရဲ့၃နှစ်တာကာလကိုပြင်ကြည့်ရင်တတိထားမိပါလိမ့်မယ်ပထမဆုံးနှစ်တနှစ်မန်စီးတီးလိုအသင်းမျိုးနဲ့ပိုဇီရှင်အသာယူပြီးပြိုင်တယ်ကျွန်တော်နောက်တနှစ်ပိုဇီရှင်ယူတာနည်းနည်းလျှော့လာတယ်ဒါပေမဲ့ယူတော့မယ်နောက်ဆုံးနှစ်အခုပြီးသွားခဲ့တဲ့2024 25ဘောလုံးရသည်အာစနယ်ပိုဇီရှင်လုံးဝမယူတော့ဘူးထိရောက်မှုကိုပဲအားပြုပြီးကစားတော့တယ်ကျွန်တော်ပြောတာမြေုံမာနဲ့ကိန်းကနဲအချက်လက်တွေကို Google မှာကိုယ်တိုင်ကိုကြ ်လိုက်ရှာကြည့်လိုက်ပါအဲ့တော့ပြောချင်တာအာဒေတာတို့ဒီအခု Champion ဆုကိုပြိုင်ဆိုင်လာနိုင်တဲ့၄ရာသီဇက်တိုက်မြောက်မှာတေးသေးကြကြအမြင်ပေါ် အားကိုးမှုနဲ့အတူဂိုးပေါက်ထိရောက်မှုတနည်းအားဖြင့် numerical advantages တွေတဲ့စာရင်ငါတို့ကလုံးဝ efficient ဖြစ်တဲ့ hand တစ်ခုကိုပဲအသုံးပြုတော့မယ်ဆိုတဲ့ style နဲ့လာပါလိမ့်မယ်အဲ့တော့ဒီလို viewer ဘိုင်းကိုအသုံးပြုမယ်ဆိုရင်တော့ရွေးချယ်စရာ Benjamin Shashko ကလွဲပြီးတခြားသူမရှိဘူး Victor Jokic ကောင်းနေဆိုတာလက်ခံတယ်လက်ရှိအချိန်မှာလည်းဥရောပမှာဂိုးသွင်းအများဆုံးတိုက်စစ်မှုတိုးတော့သူတွင်းယူခဲ့တဲ့ဂိုးတွေကဘယ်လိမှာတွင်းတာလဲဆိုတာတစ်ချက်တော့ပြန်စဉ်းစားရလိမ့်မယ်ဒါ Jokic ကိုမကောင်းလို့ပြောတာမဟုတ်ဘူးနော် Jokic ဒီဂိုးသွင်းတဲ့နေရာမှာတော့ဆရာကြီးပဲတိုးတော့ ော့တခြားသောအပိုင်းတွေဘန်ဂျမင်ရှက်ရှ်ကိုနဲ့အမြင့်ပေါ်ရှင်တိုက်မယ်ရှက်ရှ်ကိုပူကောင်းပါတယ် area jewelry မှာဘန်ဂျမင်ရှက်ရှ်ကိုသွားရှင်လို့မရအောင်သွားရှုပ်လို့လည်းမရအောင်တိုးတော့ pressing ပေးတဲ့အပိုင်းတွေမှာတော့ရှက်ရှ်ကိုဒီ video yogesh လောက်ညံချင်မှညံလိမ့်မယ်အနေငယ်လေးမယ်ကိုသွင်းအဆုံးတက်တဲ့အပိုင်းတွေမှာလည်း video yogesh ကတော့ ပုံမြန်တယ်ဘန်ဂျမင်ရှက်ရှ်ကိုကတော့အနေငယ်လေးတယ်သို့တော့အာစနယ်အသင်းမှာကမာတင်အိုရီဂက်ဒက်ကလန်ရိုက် CNAM ပုံစံမျိုးကစားနေတယ်၄ယောက်တန်းတစ်ဖက်မှာမာတင်နယ်လီတစ်ဖက်မှာဘူကာယိုဆာကာအဲ့အတွက်ကြောင့်တိုက်စစ်မှုက pressing line လုပ်ပေးတာတဲ့ဂိုးသွင်းဖို့ကိုပဲအဓိကအားကိုရမယ် style မျိုးဖြစ်နေတယ်ဒီလိုပြောလို့ pressing လုံးဝမလုပ်အောင်ပြောရမှာမဟုတ်တော့အထိုက်လေးရောက်လုပ်ရလိမ့်မယ်ဘောလုံးမရှိတဲ့အချိန်ရှယ်ကောင်းနေတဲ့တိုက်စစ်မှုပုံစံတော့မဟုတ်ဘူးအဓိက အမြင်ပေါ်အားတာရမယ်ဆိုရဲရည်ရွယ်ချက်နဲ့ရှက်စကိုရွေးချယ်ခဲ့ဟန်ရှိပါတယ်ကျွန်တော်နောက်ဆုံးဆွေးနွေးရမယ့်အချက်ကခိုင်ဟာဗတ်အဲ့တော့ခိုင်ကိုပြောင်းရွှေ့ခြင်းအများကြီးပေးတယ်လောက်ခပမာဏအများကြီးပေးပြီးအာတီတာဆောင်ရမ်းကြိုက်ပြီးခေါ်ခဲ့တာခိုင်ဟာဗတ်ဒီအတကင်မီဖီမှာမစော့တော့ပါဘူးဝင်းနေမှာထွက်မစော့တော့ပါဘူးချယ်စီမှာမှနေရာုံလိုက်ပြီးစော့ပေးနေရသေးတယ်သူကကွက်ပြောက်ကစားသမားအဲ့တို့ကြောင့်နံပါတ်9နေရာမှာပဲထားမှာကျွန်တော်တို့ဗီဒယောဂက်ကိုခေါ်လိုက်မယ်ဆိုရင်ပေါ်တော့ခွင့်အာမခံချက်ပေးရတော့ခိုင်နဲ့ဘယ်လိုသုံးမလဲခိုင်ကိုမင်းအရန်ကုန်မှာထိုင်နေတပတ်ကိုနှစ်သိန်းကျော်ရတဲ့တိုက်စစ်မှုကိုအရန်ကုန်မှာ ထိုင်ခိုင်းထားလဲ reasonable မဖြစ်ဘူးအဲ့တော့ Sheshko ကညှိနှိုင်းဆွေးနွေးမှုတွေမှာ ပြောပြောဆိုဆိုတချို့ပွဲစဉ်တွေမှာအရန်ကုန်မှာထိုင်ရင်လဲလက်ခံနိုင်ပွဲတော့ရှိတယ်အဲ့တော့ကြောင့် video game step Benjamin Sheshko ဦးစားပေးခုံမှုတွေပြုလုပ်နေတာပါဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ဆုံးပိုင်း Sheshko ကိုပေးချေရမယ် ြောင်းရွှေ့ကြီးငကိုတော့ဒီပြောင်းရွှေ့ကြီးတန်း100လောက်ရမှ Leipzig ကရောင်းမဲ့ဘာညာဆိုတော့ကောလာဟာလာပဲနေပါလိမ့်မယ်အခုတော့သူ့ရဲ့စွမ်းဆောင်ရည်အရတိုးလာတဲ့ယူရိုတန်း80ပေါင်69ဒသမ4သန်းကိုပဲပေးရမယ်ပုံစံမှာအဲ့တော့ဒီလိုများပြားတဲ့အမောက်ပမာဏတစ်ခုရှိတဲ့ပြောင်းရွှေ့ကြီးကိုတစ်လုံးတစ်ခဲတည်းပေးဖို့ဆိုတာမဖြစ်နိုင်ဘူးခွဲပြီးပေးမှာပါနှစ်နှစ်လားသုံးနှစ်လားသူ့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးဘယ်လိုမျိုးတွေထပ်တိုးပေးမလဲဒီအသေးစိတ်အချက်လက်တွေပဲဆွေးနွေးညှိနှိုင်းမှုလုပ်နေတယ်လို့တော့ကျွန်တော်ထင်ပါတယ်။အာစနယ်အသင်းကို ဗီဒီယိုဂီစတက်ဆိုင်ဘန်ဂျမ်မင်ရှက်ရှ်ကိုပဲရောက်ရှိမှုအခြေအနေများသွားပါ ਈ ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့မာကာရဲ့သတင်းပဲဖြစ်ပါတယ်ရီယယ်ပတ်တရဲ့တာဝန်ရှိရသူတွေကလာမယ့်အပတ်မှာမန်ချက်စတာအသင်းရဲ့တာဝန်ရှိရသူတွေနဲ့အန်တိုနီကိစ္စအတွက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်သို့တော့ယူနိုက်တက်အသင်းကတော့အသက်26နှစ်အရွယ်ဒီဘရာဇီးကစားသမားအတွက်ထပ်ပြီးအငားချဖို့အခြေအနေမရှိတော့ဘူးလို့လည်းသိရပါပါခင်ဗျအဲ့တော့ဘလို့စွန်းနေညီနိုင်မလဲအန်တနီကိုအပြက်ခေါ်ဖို့ကလွယ်ရင် ကျန်တဲ့ဆွေးနွေးညှိနှိုင်းမှုကတော့ရှိမယ်လို့မထင်တော့ဘူး။မှန်တော့လေမှန်တယ်။အန်တနီရဲ့အသက်က26နှစ်ရှိနေပြီ။နောက်လာမယ့်ဘောလုံးရာသီတရာသီအငှားထက်ချလိုက်မယ်ဆို20ခုံ။ဈေးကောင်းရအောင်ရတော့မှာမဟုတ်ဘူး။ အရှုံးကတော့ရှုံးပါပဲဒါမဲ့အရှုံးမကြီးဖို့လိုတယ်အန်တနီကိုခေါ်ယူတင်ချိန်ကာလတော်မှာထားပါတော့ယူရိုတန်တရာပေးခဲ့ရတယ်တန်40လောက်ရရင်တော့မှဒါအနေငယ်ဖြည်သာသေးတယ်သုံးပုံပုံတပုံပေါ့ဗျာအဲ့လိုမျိုးပဲနဲ့တန်30ကျော်လောက်ရရင်ဒါကြီးအသေးပဲမရှိတော့ဘူးလေယူနိုက်တက်အနေနဲ့အန်တနီကိုဒီနှစ်ဘောလုံးရသည်မှာအပြက်ရောင်းပါလိမ့်မယ်အန်တနီအနေနဲ့လည်းယူနိုက်တက်အသင်းကနေထွက်ခွာပြီးတခြားသောအသင်းတွေမှာခြေသွမ်းပြလိပြတာရှိတဲ့အတွက်ကြောင့် real betic ကိုပဲအပြက်ပြောင်းရွှေ့သွားမလား ဒါမို့ရင်သူ့ကိုစိတ်ဝင်စားနေရလို့သတင်းတွေထွက်တဲ့အတလတီကိုမက်ဒရစ်အသင်းကိုပဲပြောင်းရွှေ့သွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ United အသင်းကတော့ Ruben Amorim လက်ထက်မှာကျွန်တော်တို့အရင်နီးပြအဆက်ဆက်မမြင်ခဲ့ဘူးတဲ့ဟိုစုဖွဲ့မှုတစ်ခုနဲ့ရှေ့ဆက်မယ်လို့တော့ကျွန်တော်တထစ်ချယုံကြည်တယ်။အဲ့ဒီကြောင့်ပဲအသင်းရဲ့အဓိကအမာခံကစားသမားတွေကိုရောင်းထုတ်ဖို့အတွက်အခြေအနေရှိနေတယ်လို့ Bruno Fernandes လို့ပလေယာမျိုးတော်မှအဟီလန်နဲ့ဆက်သွယ်မှုတွေရှိနေတယ်သတင်းတွေတောက်လျှောက်မပြတ်ထွက်နေတာကိုကြည်ချင်းအဖြစ်လူငယ်လူရွယ်တွေပဲဖြစ်ကောင်းဖြစ်လိမ့်မယ်။အသင်းရဲ့ဒါပါတော့ Toby Go ရာတို့လိုเนาะအေမတ်တို့လိုဖက်ဒရစ်ကိုတို့လိုကစားသမားတွေနဲ့စုဖွဲ့ပြီးနောက်ထပ်ခေါင်နိုင်စွမ်းရှိတဲ့ကစားသမားတွေနဲ့ပေါင်းဖက်အသုံးပြုပြီးတော့ဂျွနက်တက်ရဲ့ချစ်ချစ်လေးလေးနဲ့ငယ်ရွယ်ပြိုမြင့်တဲ့လူစင်းအစုဖွဲ့အစ်စ်ကိုရူဘင်အမော်ရဲ တည်ဆောက်နိုင်ပါတယ်ဒီလိုကြောင့်အန်တနီရဲ့အနာဂတ်ကလည်း United အသင်းမှာဆက်ရှိဖို့ဆိုတာအတော်လေးအခြေအနေနေသွားပြီဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းတဲ့တွင်ကတော့ Chelsea တိုက်စစ်မှု Christopher Angangu နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Talksport ကဖော်ပြထားတာပါ Chelsea ရဲ့ပြင်သစ်တိုက်စစ်မှု Christopher Angangu ကအခုနှစ်နွေရာသီမှာ Chelsea ကနေထွက်ခွာတော့မှဖြစ်ပြီးတော့ Tottenham Hotspur အသင်းကဒီကစားသမားအတွက်စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်တေကြာပေါက်ထွက်လိမ့်မယ်တရားခိုင်လုံး Christopher Angangu Chelsea ကထွက်လိမ့်မယ် Chelsea မှာပေးဆက်ကစားလို့စိတ်မရှိတော့တဲ့ကစားသမားတစ်ယောက်ကိုဘယ်နီးပြဘယ်အသင်းတာဝန်ရှိတဲ့သူကမှ ကြည်ဖြူမှာမဟုတ်တော့ပါဘူးဒီအတွက်ကြောင့်အသင်းကတိုက်စစ်မှုလိုအပ်နေတဲ့အချိန်မှာတော့မှခရစ်စတိုဖာအန်ဂန်ကိုအသုံးမပြုခဲ့တဲ့ပွဲတွေဘရိုးလည်းမြင်တွေ့ရမှာပါ Nottingham Forest ရဲ့ပွဲမှာလည်းပက်ထရိုနက်တိုပဲရှေ့မှာထားပြီးတော့ကစားခဲ့တယ်လို့ final ပွဲစဉ်ဖြစ်တဲ့ Real Betis နဲ့ပွဲမှာလည်းခရစ်စတိုဖာအန်ဂန်ကိုအရန်ကစားသမားစီးရင်မှသာထည့်လာတယ်ဒါတော့မှမကောင်းတတ်လို့နော် ပြီးတော့ အသုံးပြုတာမဟုတ်ပါဘူးဒါကတော့သူတိုက်နေသူသူခံရတာပါချယ်ဆီအစ်တင်မှာလာရောက်ကစားတဲ့အခြေအနေမျိုးမှာတော့မျိုးတုံကြုံတွေ့ရမှာပဲဖီအားလည်းကြုံတွေ့ရမယ်စိုးချင်းလည်းကြုံတွေ့ရမယ်ကောင်းချင်းလည်းကြုံတွေ့ရမယ်လာစာယူထားရင်တော့ professional ဆက်ဆံလောက်ရမှာပါကျွန်တော် Christopher Angangu ကိုအရင်မျောလင်းခဲ့တာချယ်ဆီခေါ်ခဲ့တဲ့နောက်ပိုင်းတိုက်စစ်မှုတွေထဲမှာ Christopher Angangu လောက်အရေးသွေးမြင့်တဲ့တိုက်စစ်မှုဆိုတာကျွန်တော်မတွေ့ခဲ့ဘူး Angangu က Leipzig မှာဘလို့ကစားသမားမျိုးလဲဘလောက်ထိကောင်းတယ်လဲဆိုတာသူ့ရဲ့အတိတ်သမိုင်းကြောင်းတွေပြန်လည်ခဲ့ရင်သိပါလိမ့်မယ်ဒါမှမဟုတ်သူ့ကို ဲ့ချိန်ကာလတုန်းအမိခဲ့တဲ့ညီကိုတွေကောင်းကောင်းနားလေသဘောပေါက်ပါလိမ့်မယ်။သို့တော့အန်ကန်ကူကအန်ကန်ကူလားမေးယူရလောက်အောင်စောက်တလွဲတွေလုံနေတဲ့အချိန်မှာတော့အန်ကန်ကူနဲ့ချယ်စီတို့ကဘလို့မှဟိုရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး။ကျွန်တော်သူတောက်တလွဲတွေစော့နေစဉ်အချိန်ကာလတွေကပေးဆက်လို့စိတ်မရှိကြတဲ့ကပြောခဲ့တယ်။ဒီပုံစံတိုင်းဆိုရင်ဒီကောင်ချယ်စီကထွက်အောင်ထွက်ရမှာလို့ အခုချိန်မှာလဲ Christopher Angan ကိုမလို့တော့ပါဘူး Lian Dilap လည်းရောက်လာတဲ့အပြင် Vidya Yogesh ကိုလည်းခေါ်ဥပ္ပုအတွက်ဆက်လက်စုံစမ်းမေးမြန်းမှုတွေပြုလုပ်နေတဲ့အတွက်ကြောင့် Christopher Angan ကိုဘယ်အသင်းကိုပြောင်းသွားမလဲပဲကျွန်တော်ကြည့်ရမယ်ပြောင်းတဲ့နေရာမှာလဲ Chelsea ကတော့ငွေကြေးဆုံးရှုံးမှုအများအများမရှိသေးဘူးအတွက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတဲ့အပိုင်းတွေတော့ရှိပါတယ် သို့တော့ဒီလိုမျိုးခြေသွမ်းလည်းမပြနိုင်ဘူးစိတ်သက်ပိုင်းလည်းမကောင်းတဲ့ကစားသမားတယောက်စီကခြေစည်းနေနဲ့အများကြီးမျောလင်းလို့တော့မရပါဘူးခေါင်းစဉ်အချိန်ကာလတုန်းကပြောင်းရွှေ့ကြီးရဖို့ဆိုတာထက်အဲ့ထက်ယွန်နေတဲ့အမောက်ပမာဏတရက်နဲ့သာတခြားအသင်းတစ်သင်းကခေါ်ယူသွားဖို့ရှိပါကြောင်းတုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးတို့မှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်